င်္ဂရှင်များအားလုံးမင်္ဂလာပါခင်ဗျဒီနေ့ကတော့ကျွန်တော်ပြန်လည် share ring လုပ်ပေးသွားမှာကတော့ထိုင်းနိုင်ငံပါနော်ဘန်ကောက်ကတက်စီသမားတွေကအကြီးကျယ်ဆောင်နေကြရေပေါ့နော်ကောင်းမားတဲ့ပြဿနာတက်စီပြဿနာပေါ့သူတို့က setup ထုတ်ပေါ်ထားတဲ့အကြီးကျယ်ပဲဟုတ်တော့နော်ဒါကကွန်ဒက်လာကနေဖြစ်သွားတာပါ အားဖြင့်ဆိုတော့အခုဖုန်းတိုင်းထဲမှာလူတိုင်းလုံးလုံးတော့တောင်းနေကြတယ်မသိတဲ့ညီလေးညီမလေးတွေပို့ခေါ်တာပေါ့နော်ပို့ခေါ်တယ်ဆိုတော့ကျွန်တော်ဖုန်းထဲမှာ software တခုကြာအဲ့ဒီ software ကနေပြီးတော့ကိုသွားမဲ့နေရာကိုထောက်လိုက်ပြီးဆိုတာနဲ့ cycle formula ကား formula ပစ္စည်းပို့မလားပေါ့နော်တိုင်းနေကမှာတော်တော်လေးကိုအခုနောက်ပိုင်း solution တော်တော်လေးလူသုံးများလာတာပေါ့နော်ဥပမာမြန်မာနိုင်ငံပြန်လာပြီးပြီ client ကနေဆက်လာပြီးဆိုတော့နဲ့အဲ့ဒါနဲ့ခေါ်ထားလိုက်ပြီးဆိုတော့နဲ့ကားကတခါလေးရောက်နေပြီးသားနော် မှားเสียရလည်းမလိုဘူးကျွန်တော်နောက်ပြီးတော့ဒီမျိုးဈေးတွေပါတယ်လဲပုံမှန်900ပေးရတယ်ထောင်ပြရမရှိဘူးကိုသွားမဲ့နေရာကိုနေပြီးတော့ထောင်လဲပြီဆိုတော့လည်းဈေးနှုန်းကတခါတည်းပို့ပြီးသားเนาะအခုနောက်ဘက်မှာတော်တော်များများတုံးလာကြတယ်မသိသေးညီလေးညီမလေးတွေဆိုလို့ရှိရင်လည်းဒီလိုကွန်မန့်အောက်မှာရေးထားခင်เนาะကျွန်တော်ခွန်လင်းနေအောင်ပြုလေးကိုကျွန်တော်ပြန်လဲမျှဝေပေးမယ်เนาะအဲဟုတ်ပြီလားဆိုလို့ရှိရင်ဒီပို့တယ်ပြောထားတာအခုဒီမှာဆိုရှင်အမှန်တကယ်တာဆိုနာနာပုံမှာပြောတာကတော့အကြီးကဲတယ်ပဲဖြင်းပေးဖို့လိုက်လို့ပေးဖို့ဆိုရင်တော့နောက်ထပ်တို့က ထပ်ပြီးတော့ဘောနဆက်တာထုတ်ဖို့ဝင်ရှိတယ်။ဒီမှာထုတ်ဖို့မနေရဘူး။တူနာလေးဝင်းတောင်းမဲ့ဈမ်းမှာဘာလဲ။ဘာဖြုတ်ရမလဲ။တူနာဘုံမင်းတူနာဘုံမင်းကနော်။လိုင်ပိတ်မှာဘောက။ပိတ်ပြီးတော့ဆန္ဒပြ။တူနာဘုံနဲ့စူနာနဘုံဘော။ပြက်နာသူတို့မလိုရတဲ့အကြောင်းအဲ့တက်စီကမားနေမလို့တဲ့အကြောင်းရပါလို့ကိုကျိုးတို့ဒီနောက်ပိုင်းပေါ့နော် live ပေါ်မှာ application ခေါ်နေတယ်လို့ခေါ်တယ်ဒီအစိမ်းရောက်ပေါ့နော် application လေးနဲ့ကိုကျိုးတို့ကားတက်စီခေါ်တဲ့ဟာလေးကိုလို့မချိုက်ရတာဟုတ်တယ်နော်အဓိကအဲ့ဒါပဲဒီကလို့ထိုင်းနိုင်ငံမှာရှိနေလို့ရှိရင်မသိသေးဘူးရှင်နားမလည်သေးဘူးရှင် မတော်တာဘူးဆိုလို့ရှိရင်ဒီဘူတို့ဘာကွန်မန့်အောက်မှာရေးထားခဲ့နော်ကျွန်တော်ပြန်လည်းမျှဝေပေးပါမယ်ဟိုလာနောက်ပိုင်းမှာသူတို့ကတက်စီမဆွဲရတော့ဘူးအလုပ်တွေကရေတော်လေးပြဆင်းပြေးရဘူးအဲ့ဒါကိုသူတို့ကဝိုင်းပြီးတော့ညှိပြီးတော့ပရီမီယံဆိုင်တာထုတ်ပေးကြတယ်ပေါ့နော်သူတို့ပြရတော့မတိဘူးကိုကျွန်တော်မြန်မာလူမျိုးတွေပြရတော့ဒီ application ပေါ်လာတာအရင်မှဆင်းပြေးတယ်ဟုတ်တယ်ဟုတ်တယ်ဒီ always ဆိုပေါ်လာတာတော်တော်လေးဆင်းပြေးတယ်ပြည်စွာကျွန်တော်လည်း leverage ကြုံမှုတယ်နော်ကျွန်တော်ဆိုလို့2013ကနေမြန်မာပြည်ပြင်သွားတယ်ပြန်တက်လာတော့လင်ရင်ကောင်းကနေကျွန်တော်သွားမယ့်နေရာကိုပြောတော့တက်စီသမားကပြောလေသေးလား ကျွန်တော်900ပေးရမယ်တဲ့မင်းသွားမင်းနေဝေးတယ်ပေါ့နောက်ပြီးလို့ရှိရင်မီတာမနိုင်ဘူးသူကနေပဲကျွန်တော်ကလည်းအဲ့ဒီမှာထိုင်စကားကနည်းနည်းပြောတတ်နေပြီလေအကိုကဘာဖြစ်လို့ကျွန်တော်မီတာမနိုင်တာလဲအဲကျွန်တော်သွားတဲ့နေရာကနေနဲ့900ပြန်အဲ့ဒါဆိုရင်ကျွန်တော်မသိဘူးလို့ကျွန်တော်ဒီမှာပဲဆမ်းမယ်ပေါ့နော်အဲ့လိုမျိုးသူနဲ့ကိုယ်နဲ့အဲ့လိုမျိုးပြောအဲ့လိုမျိုးပြန်ပြောပြီးမှသူကနေပြီးတော့အဲ့မီတာလေးကိုနှိမ့်လိုက်တယ်အဲ့ကျွန်တော်မီတာနဲ့ပဲသွားမယ်ကျွန်တော်မီတာနဲ့ပဲသွားမယ်ခြားသလောက်ကျွန်တော်ပေးမယ်သူကမီတာမနှိမ့်ဘဲနဲ့900တန်းတောင်းတာနော်အဲ့လိုမျိုး တကယ်လို့တကယ်ကလည်းမျိုးပေါင်းနှန်းနေပြီးတော့သွားမယ်ဆိုလို့ရှိလို့ရှိရင်လည်းတရားရောလောက်ပဲကြာမယ်ကီကိုသူက800တောင်းလိုက်တာเนาะ800တောင်းလိုက်တာအဲ့ဒီအချိန်မှာကျွန်တော်ကလည်းပြန်ပြိုးလို့သူကနေပြီးမှနှိပ်လိုက်တာအဲ့ဒါတော့မှတရားနဲ့90ဒီလောက်ပဲကြာတော့ဘာလို့ဆိုကလန်ပိုက်တာနေနောက်ပြီးတော့သူကအမှန်တကယ်ဆိုလို့ရှိရင်ကျွန်တော်ကဒီလန်ကသွားမယ်ဟာကိုဒီလိုမျိုးပတ်ဝါလိုက်တော့နည်းနည်းဝဲသွားတဲ့သဘောတရားပဲเนาะပုံနဲ့ဆိုလို့ရှိရင်အဲ့လိုမဟုတ်ဘူးเนาะအခုဒီပုံနေတဲ့စုပ်ပွဲအားဆိုလို့ရှိရင်အဲ့လိုမဟုတ်ဘူးเนาะသူကနေပြီးတော့ကိုကဒီနေရာကနေပြီးတော့ဥပမာကျွန်တော်လက်တန်း ိုရောက်တဲ့နေရာဒီနေရာလက်သန်းနေရာကိုရောက်နေတယ်ကွာပုံမှန်လက်မှတ်နေရာကိုသွားမှာဥပမာဂျားမှာဝေးအဲ့တော့ဆိုလို့ရှိရင်ဒီကနေနေပြီးတော့ဒီနေရာကိုထောက်လိုက်ပြီဆိုတော့နဲ့တရားဆိုတရားဟုတ်ရောတရားဆိုတရားကွက်ဒီပဲသူကဈေးနှုန်းပို့ပြီးသားကွာအဲ့နေရာကိုဒီနေရာကိုရောက်လာလို့နေပြီးတော့150တောင်းတာတော့200တောင်းတာလို့ဆိုလို့ရှိရင်အဲ့လိုမျိုးသူတို့မတောင်းဘူးတကယ်တော့တောင်းလာလို့ရှိရင်အဲ့ဒီကားကိုဆိုင်ကယ်ကိုတက်ဝင်ရိုက်ပြီးတော့အဲ့ဒီစုပ်ပွဲမှာနေပြီးတော့သွားတိုင်လို့ရတယ်ကွာဟုတ်တယ် ဲ့လိုမျိုးရှိတယ်အဲ့ဒါကြောင့်မလို့မြန်မာနိုင်ငံအတယ်ဟိုနိုင်ငံသားတွေဟိုတော်တော်လေးကိုအဆုံးများတာပေါ့နော်ကိုသွားမဲ့နေရာကိုနှိပ်လိုက်ပြီဆိုတော့လည်းဇင်းတော့ကတခါလဲထောက်ဦးတာပဲဟုတ်တယ်ဟောအဲ့လိုမျိုးဘူကအဲ့လိုဆိုလို့ရှိရင်ကျွန်တော်ကြည့်အောင်တရားနေရာပြရမယ့်နေရာမှာ900 800တောင်းတကယ်လို့ကျွန်တော်သာအဲ့လိုမျိုးထိုင်စကားမပြောတတ်ဘူးသူနဲ့ပြန်မပြောတတ်ဘူးဆိုလို့ရှိရင်900ပြရမှာလုံးဝကျင့်တယ်တေချာတယ်နော်အဲဒါကတော့အခုဆိုလို့ရှိရင်အဲ့ဒီဆိုဝတ်တွေကြောင့်ပဲဒါဆူနာနဘုံမှာသူ့ဝနာဘုံမင်းလေးရင်ကွာမှာတက်စီသမားတွေကဆန္ဒပြတယ်နော်ဒီကွတ်တော့ပုတ်တော့ကဘူးကြည့်နေတဲ့သူတွေရောအဆင်ပြေလို့ဖြစ်တာအရင်တော့တက်စီသွားစင်းရလေ တို့တို့ကြောက်ရလို့လို့မတည်ဘူးဆိုရင်တို့တို့ပဲရှင်းခိုးရမလို့လို့အားကြပတ်စံလေးပို့ပြီးတော့တောင်းနေကြတယ်ပတ်စံကနိုင်ငံသား ိုက်ဆိုရင်တို့ပတ်စံညှင့်မယ်ကလေးကကြင်လုံးမယ်ခုမြမလူမျိုးတွေလည်းဆန်တော့ပြလိုက်ကောင်းနေနော်အဲ့လိုပြောတာမြမလူမျိုးတွေမှတီးလို့ရှိရင်တို့ပရိတ်ရင်လည်းပေါင်းပြီးတော့အဲ့လိုမျိုးငွေချင်းတာပဲဘေးတယ်ဟိုရေတော့တစ်ခါကြုံဘူးတယ်ပတ်စံမေးတယ်မရှိဘူးဆိုရင်ဒီပရိတ်ဘူးထူရောဒီခေါ်တာရိုးတယ်တက်ဟုတ်တယ်နော်အဲ့ဒါလည်းခဏခဏကြုံရပါတယ်ကြားဘူးတာပေါ့နော်ကိုယ်တော်တော့မကြုံဘူးပါဘူးအဲ့ဒီမှာခဏခဏပြည့်တယ်ပြောတာအခုလိုမျိုးဒီ application ကနေပေါ်လာတဲ့ဒီပါတယ်ခဏပြောဖို့နော်ကလေးအကျိုက်ဝတ်တည်တဲ့အတိုင်းပဲပတ်စံကိုတော်မနေရလဲကိုခါရီးပြီးတော့တည်တယ်ပဲဒီနေ့ကြောက်မလဲပတ်စံအမောက်ကဘယ်လောက်ရှိတယ်ပတ်စံဘယ်လောက်ကြောက်မလဲ ယ်ဒါဆိုဘာမှပြောစမ်းမလို့ကွာလာတိုင်းကိုထိုင်လို့အဆုံးထိလိုက်ရောပတ်စံပေးရောပဲဟုတ်တယ်နော်တကယ်လို့မဆုံးတဲ့ဘူးဆိုရင်ကိုမောင်မရတာခဲ့နော်ထိုင်နိုင်ငံကိုလာဖို့ရှိတယ်ဆိုရင်အဲ့ software တောင်းပါအဲ့ဒါလည်းမဟုတ်ပါဘူးတစ်သမားလေးဆိုရင်တိရတယ်ဟိုမေးတိမေးတောင်းမေးမြောင်းမေးတစ်သမားကြည့်ရချိုးရတယ်နာဘူးရုပ်တွေနဲ့ဓမြရုပ်တွေနဲ့မိုင်းရုပ်စေသမားရုပ်တွေနဲ့ဆိုတော့စင်ပြေလေးကိုလေဒီမှာမျိုးတွေ့ရတော့လောက ဘာဖြစ်လို့ဆိုတော့ဒီ credit ပေါ်ပြောတတ်လို့ရှိရင်တော့ရတယ်ပြောမပြောတတ်လို့ရှိရင်အဲ့လိုမျိုးပေါ့နော်100ပေးရမနေရမှာ900 900ပေးရမနေရမှာ1000အဲ့တော့လောကစင်ပြေတယ်ကွာသူတို့တွေ့ရတော့စင်ပြေတော့ပြည်တာအခုဆက်ကပြပြနေတာတွေ့ရတိုင်းပဲပေါ့နော်ပထမဆုံးတော့သူတို့ကတဝနာ၄စိတ်မှာပိတ်ဖို့တောင်းဆိုတယ်ဘာလို့ဆိုတာအများအပြည့်တဝနာ၄စိတ်မှာခုနောက်ပိုင်းသူတို့တက်စီမငှားကြတော့ဘူးဒီခရီးသည်တွေကလာလို့ရှိရင်မနိုင်ငံခြားသားတွေများတယ်နော်လာလို့ရှိရင်ဒီ credit တွေပဲသူတို့ထောက်ပြီးတော့ပွားမဲ့နေရာကိုပွားကြတယ်ပေါ်ပြီးပွားကြတယ်အဲ့ဒီနေရာအိမ်ဆုံးပိတ်ဖို့သူတို့တောင်းဆိုတယ် အဲ့ဒါသူတို့မလို့ပေါ့နော်တရားလေနိုင်နေပြီပါဘောကအပြီးပဲ့ပေါ်သူနိုင်ငံပြီပြေးပေါ့နော်ဒီခရကကျတော့သူထိုင်းတိုင်းရော ုတ်ဘူးနိုင်ငံခြားပိုင်းเนาะအဲဆုံးသတ်ရမယ်ဆိုတော့ဒါပေမဲ့အဆင်ပြေနေတော့ဆိုတော့မြတ်ပတ်တဲ့မှာရှိဘူးတက်စီသမားတွေအကြည့်အတိုင်းပဲဒါလည်းပတ်ဆံနေတဲ့ပူတောင်းတယ်ခါကျရင်လူမိုက်လူမိုက်မိတ်ချတော့ဖဲရနေတယ်တချို့နေဆိုတော့မေးလို့ရှိရင်ထိုင်တဲ့သူတွေကိုလိုက်ရတယ်သွားမှုလမ်းပိတ်တဲ့ကားကြတဲ့ဆိုရင်တချို့ကလည်းပဲဒီမုန်းလို့မုန်းလို့သွားခါတော့မှတစ်ခါမှမမီဘူးလားကိုကျိုးဒီဟိုလက်ဖောက်ခဲ့သွားလေဟုတ်တယ်ကောင်းကောင်းလက်ဖောက်တော့ပြောတာမသွားဘူးလဲဝေးတယ်လေဟုတ်တယ်မုန်းပြီးသွားတယ်ပတ်ဆံဘလောက်ဘလောက်လဲရှိရတယ်ကိုကတောင်းတယ်အင်းဘောမှာသွားဘူးပြောတယ်ဥမှာသွားဘူးပြောကိုကျိုးရောက်တယ်အဲ့တော့ဟိုကတော့သွားဘူးလို့ ကျွန်တော်ဆင်ပြေပြီ။ဟဲ့ဟိုနော်ကဲဟောပြီးတကယ်လို့ထိုင်းကိုလာဖို့ရှိတယ်။ထိုင်းကိုအဲ့လိုမျိုးသွားလာပါပြီပြပါပြီပြတကယ်လို့အဲ့လိုမျိုးစိုးပွဲတွေကိုမသုံးတာဘူးဆိုလို့ချင်းပုံမှန်မရတာခဲ့နော်။အော်ပြန်လေး share လုပ်ပေးပါမယ်ကျွန်တော်လည်းလည်းရှိသုံးနေတာပေါ့နော်တော်တော်လေးကိုအဆင်ပြေတယ်လို့ပြောရမယ်နော်ဆန်ကေကောမလားတိုက်စီကောမလားကားကောမလားဥပမာမိသားစုစု၄ယောက်စုကောမလား၅ယောက်စုကောမလား ဟုတ်တော့အဲ့လိုမျိုးကိုကကိုရွေးချယ်လို့ရသေးတယ်ဟုတ်တယ်ဟုတ်ပုံမှာကိုနောက်မှာဥပမာတစ်ခါတလေဆိုရင်ကိုတိုက်စီမှာဆိုလို့ရှိရင်ကျွန်တော်ရှင်းမှာ100နောက်မှာ300 400ဟုတ်တော့ကိုမောင်ကလူပိုက်6ယောက်ပြည့်နေဆိုလို့ရှိရင်6ယောက်စီခေါ်လိုက်လို့ရတယ်9ယောက်စီကားခေါ်လိုက်လို့ရတယ်အဲ့လိုမျိုးပုံတော့တော်တော်လေးကိုဆင်ပြေတယ်ပြီးလို့ရှိရင်ကိုသွားမယ့်နေရာကိုထောက်လိုက်လို့ရှိရင်လည်းဈေးနှုန်းကတစ်ခါတည်းပြပြီးသားနောက်ပြီးလို့ရှိရင်အဲ့ပုံမှာပဲကြည့်နေလိုက်အဲ့ကြည့်နေတဲ့ပုံမှာကိုခိုးလိုက်တဲ့ကားဟာဘယ်နှမင်းကြမယ်ဆိုတော့သူကပြတာတယ်အဲ့မှာပုံမှန်ကျင်းနေပြီဆိုတော့ကားမစရာမလို့ဆိုင်ကယ်50မားစရာမလို့ဘွားဟုတ်တယ်မလား ကိုရောက်နေတဲ့နေရာအဲ့မှာ location ကနေကားဆိုရင်ကားလာတဲ့ဟာကိုပြနေလိမ့်မယ်ကိုနေရာရောက်တာနဲ့တက်လိုက်ရုံပဲအခါဘာမှပြောစရာမလိုတော့တော်တော်လေးကိုစံပြတယ်နော်ဥပမာဥပမာကျွန်တော်လိုင်းကားတယ်ဆိုတော့တစီပီတစီလာနေလို့ရှိရင်ကဥပမာကားနံပါတ်ကိုငွေချင်းနဲ့ခေါ်ထားလို့ရှိရင်ဟုတ်တယ်မလားကားရောက်ဘယ်နံပါတ်ဘယ်နံပါတ်အဲ့လိုမျိုးအဲ့လိုမျိုးမဟုတ်ဘူးသူက location မှာအဲ့ဆိုပွဲမှာကိုတိုင်ကားကိုကျွန်တော်ကကြည့်နေလို့ရတာကိုနေရာကိုလာသူကလာနေတာကိုကဒီနေရာမှာဆိုဒီကနေပြအဲ့လိုမျိုးလာနေတာကွာအဲ့လိုမျိုး location လာနေတာ အဲ့ location မှာတခါလေးပြတာပြီးသားအဲ့ဒီနေရာကိုရောက်ပြီဆိုတော့လည်းကိုရှိကိုတခါလေးဆိုင်ကြဆိုဆိုင်ကြတခါလေးရောက်လာတာပြီးတိုက်ပြီးတော့သွားရုံပဲပြီးဈေးတွေပါတယ်လဲဘလောက်လဲအဲဘလောက်လဲမင်းနေစရာလည်းမလိုဘူးเนาะအဲသူကတခါလေးထောက်လိုက်ပြန်ပြပြီးသားကျွန်တော်အဲ့တုန်းကခုနကလည်းတစ်ခေါက်ပြုတ်ပြီးတော့ပြီเนาะအဲ့ဒီသူ့ဦးနာမုံမေးလင်းရင်ကောင်းကနေပြီးတော့ကျွန်တော် ပြန်သွားသွားတဲ့နေရာကို800တောင်းတယ်အဲ့လောက်ထိเนาะပြန်မပြောတတ်လို့ရှိရင်ကြေအောင်မြန်မာနိုင်ငံသားမှတိတယ်ဆိုတော့လည်းသူကအဲ့လိုမျိုးကိုကလည်းတက်လာခါစားဆိုတော့ကိုကလည်းပြန်ပြောတတ်တယ်လေဟုတ်တယ်မဟုတ်လား ျွန်တော်ဘာလို့မီတာမနှိုက်လဲကျွန်တော်ကဒီလမ်းပဲအဲ့လိုမျိုးပေါ့နော်အဲ့လိုမျိုးအရင်တည်းကျွန်တော်မစီတော့ကျွန်တော်ပြောတယ်မသွားတော့ဘူးကျွန်တော်ဒီမှာပဲဆိုင်မယ်ကျွန်တော်ရတော့အဲ့လိုမျိုးကျွန်တော်ခလေးလေးအဲ့လိုမျိုးလေးအဲ့ဒါမှအဲ့ကောင်ကအဲ့ဒါမီတာဖောက်ကိုနှိုက်တာအဲ့ကျွန်တော်ကြားတဲ့မီတာနဲ့ပဲကျွန်တော်သွားမယ်ကြားသလောက်ကျွန်တော်ပေးမယ်အဲ့လိုပြောတာအဲ့တော့မှ150ပေးလျားသေးတယ်နော်ဒီပေဟောပြရအောင်ဆိုရင်ကျွန်တော်ဒီဗီဒီယိုပိုင်းလေးကိုပြန်လဲမျှဝေပေးတာပါထိုင်ပေါ်လာမယ့်ညီကောင်ညီမတွေထိုင်မှာရှိနေညီလေးညီမတွေမသိသေးလို့ရှိရင်ခုမှအောင်မှာရေးတာခင်တော့ကျွန်တော်ပြန်လဲ အသုံးပြုနေဖွင့်နေလေးကိုကျွန်တော်ပြန်လိုက်မျှဝေပေးမယ်เนาะကဲကျေးဇူးတင်ပါတယ်ခင်ဗျာ